အဒီဖုန်းလေးကတော့ Oppo A30 ဖြစ်ပါတယ်ဒီဖုန်းလေးက YouTube သုံးမအဆင်မပြေလို့ဈေးမှာဖြစ်ပါတယ်အဲ့တော့ setting တွေကိုဝင်ပြီးသွားပါပြီပြီးရင်တော့ကျွန်တော်တို့ Edition setting ဆိုတာလေးကိုခြာလိုက်ပါနှိပ်လိုက်ပါ Edition setting ကိုအခုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ restart ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးပါပြီးရင်တော့ကျွန်တော်တို့အားလုံးကိုကျွန်တော်ဈေးမှာဖြစ်တဲ့အတွက်ဒီမှာစာတမ်းအနည်းလေးကိုနှိပ်ပေးလိုက်ပါ ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲပါဝါကျသွားပြီပေါ့နော် ပါဝါကျသွားပြီဖုန်းဆေးဖို့အတွက်သူအသင့်ပြင်နေပြီပေါ့နော်အဲအသင့်လုပ်နေပြီ system ကိုအဲ့တော့ဒီဗီဒီယိုလေးကို ကျွန်တော်တို့တီးခံပြီးတော့ကြည့်ပေးပါဒါတရုပ်စာတွေနဲ့ကျွန်တော်လာလိုက်တယ်ဆိုတော့နည်းနည်းတော့ကျွန်တော်မျက်လုံးပြူးသွားတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်တော့ပါဝါတက်လာပါပြီ ပါဝါတက်လာပြီဆိုလို့ချင်းကျွန်တော်တို့တွေ language မှာအင်္ဂလိပ်ရွေးပြပါပြီးရင်တော့ wifi ကိုတော့ကျွန်တော်ကဒီမှာကြော်လိုက်ပါတယ် skill ကိုနှိပ်ပါတယ်ဒီနေရာမှာ skill ကိုကျွန်တော်နှိပ်ပေးတယ်ပြီးရင်တော့ကျွန်တော်တွေ continue ကိုဆက်ပြီးတော့နှိပ်ပေးပါတယ်အဖောကနည်းနည်းလေးလေးလေးကျင်တယ်ဗျာနော်ဒါကြောင့်မလို့ continue ကိုဆက်ပြီးတော့လိပ်ပါမယ်ပြီးရင်တော့ကျတို့တွေအဲဒီကောင်က password ပေါ့နော် password ကျွန်တော်ထည့်မလားမထည့်ဘူးပေါ့နော်မထည့်တာဖြစ်တဲ့အတွက်ကျွန်တော်စကစ်ကိုကြော်ပေးပါတယ်ပြီးရင်တော့အပေါ်မှာစကစ်ကိုထပ်ပြီးတော့နှိပ်ပေးပါတယ်ပြီးရင်တော့ကျွန်တော်ဒီဒီမှာ Oppo Cloud ပေါ့နော်အဲ my phone ဒီမှာလည်းကျွန်တော် continue ပဲဆက်ပြီးတော့နှိပ်ပေးပါတယ်အဲ့တော့ continue လေးကိုတော့ကျွန်တော်ဒီထိထိမိမိလေးနှိပ်ပြီးမှရတယ်ပေါ့နော်ဒီဖုန်းကတော့နည်းနည်းလေးကျွန်တော်ဒီလေးတယ်ပေါ့နော် ဒါကြောင့်မလို့ဒီဟာတွေကိုသွားပြီးတော့ကျွန်တော်အကောက်ဝင်တာတွေပါတယ်သွားမလုံနဲ့နော်ပြီးလို့ချင်းဒီနေရာမှာလည်းအကောက်ဝင်ခိုင်းတာတွေပါတယ်ရှိတယ်ကျွန်တော်မဝင်နဲ့နော် skip နဲ့ပဲကြော်ပြလိုက်ပါပြီးရင် skip ပဲထပ်နှိပ်ပြပါအကောက်ရှိတဲ့လူကတော့အကောက်ဝင်ပေါ့ဗျာနော် continue ကိုနှိပ်ပါပြီးရင်တော့ဒီနေရာမှာလည်း continue ကိုဆက်ပြီးတော့နှိပ်ပြလိုက်ပါအဲဗီဒီယိုလေးကိုတော့ကျွန်တော်တီးခန့်ပြီးတော့ကြည့်ပေးပါဗျာเนาะကျွန်တော်ကလည်းအဲဒီလိုမျိုးပေါ့เนาะရိုက်တာဖြစ်တဲ့အတွက် အဆင်မပြေတာလေးရှိရင်တော့တောင်းပန်ပါတယ်ခင်ဗျာ continue ဆက်နှိပ်ပြပါပြီးရင်တော့ကျွန်တော်တို့ဒီကျွန်တော်နှိပ်ပြတဲ့စာတန်းလေးကိုနှိပ်ပြသွားပါပြီးရင်တော့ကျွန်တော်တို့ဒီကဒီမှာအဲ new oppo ပေါ့နော်ပြီးရင်ကျွန်တော် gas tag ကိုနှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းလေးဆေးလို့ပြီးသွားပြီပေါ့နော်အဲဒီမှာသူ ဒီညမှာကျော် OK နှိပ်ပြီးလိုက်ပါပြီးပြီဆိုလို့ရှိရင်ကျော်စတီထဲဝင်လိုက်မယ်ဝင်ပြီးရင် Wi-Fi ချိတ်လိုက်မယ်ပေါ့နော် Wi-Fi ချိတ်ပြီးသွားပြီဆိုလို့ရှိရင်ကျော်တို့ဟလာ YouTube တွေအဲ Play Store တွေဒါတွေအရင်ဆုံးလောက်ရမယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်